3ကြိမ်ရနောက်ပိတ်ရ4ကြိမ်ရခါရ5ကြိမ်ရထိတ်စီးရနော်ဒီဆောင်သလုံးပေါင်းချင်း5အဲ့ဆောင်သလုံးပေါင်းချင်း5ရဲ့ပါဝါကိုသူကနောက်နှစ်မှာဆောင်သလုံးကို3ညလို့ဖြစ်တယ်နော်5 3ညဆက်နှစ်ပေါ့သူကပထမကတ်ပေါ့နော်ပထမကတ်ဒုတိယကတ်မှာလည်းသူကဒီတိုင်းပဲဒီဆောင်သလုံး5ဒီမှာဒုတိယတစ်ခါဖြစ်တယ်ပေါ့နော်အဲ့လို5လို့ထောင်းပြီးတော့5လို့ဆောင်းပြီးတော့မှနောက်နှစ်မှာသူကဆောင်သလုံး10လို့ bạn sau này nó ngã tàu nhà ngã tàu nhà nó thì mà cái này này thì mà nó sau cũng nó sau nó xem mà trong trong luôn ngã ngã cái bảo vệ nó sau nó xem mà trong trong luôn tàu nhà nó thì mà lại trong trong luôn ngã nó sau nó xem này bị nó sau nó xem tàu nó trong trong luôn tàu nhà thì trong trong luôn mong nhìn thì ngã thì trong trong luôn mong nhìn thì tàu nhà nó bảo vệ ီဆောင်သလုံးပေါင်းခြင်းသည်ငါဒီဆောင်သလုံးပေါင်းခြင်း၃ညဒီဆောင်သလုံးပေါင်းခြင်းသည်ငါဒီဆောင်သလုံးပေါင်းခြင်း၃ညဒီဆောင်သလုံးပေါင်းခြင်းသည်ငါဒီဆောင်သလုံးပေါင်းခြင်း၃ညနော်လေးကရှိရပဲနော်ဒီလိုစနစ်ကဒီကျွန်တော်69 98မှာကျွန်တော်၃ဂျင်ရနောက်ပြည့်ရ၄ဂျင်၄ဂျင်ရခါရ၅ဂျင်ရထိပ်စီးရနော်ဒီဆောင်သလုံးပေါင်းခြင်း၅၅ရဲ့ပါဝါအောင်နောက်နေ့မှာ ဆောင်းသုံးလုံးပေါင်းကြီး၃ညဆိုပြီးတော့မှာ96 98မှာတစ်ခါဖြစ်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ2023 2014မှာဆောင်းသုံးလုံးပေါင်းကြီး9 9ရဲ့ပေါ်ပေါ်နောက်နှစ်မှာဆောင်းသုံးလုံးပေါင်းကြီး၃ညလို့ဖြစ်တယ်နော်၃ညနဲ့9နဲ့တွဲလိုက်တွဲဖြစ်နေအောင်ဗျာပါဝါတွဲပေါ့ဒီမှာလည်းကျွန်တော်2019 2020မှာဆောင်းသုံးလုံးပေါင်းကြီးစီ9 9ရဲ့ပေါ်ပေါ်နောက်နှစ်မှာဆောင်းသုံးလုံးပေါင်းကြီး၃ညနော်၃က ဒီမှာ2023မှာလည်းသူကအဲ့လိုဖြစ်ထားတာဗောနော်။ဆောင်းသွုံလုံးပေါင်းကြီးကဆောင်းသွုံလုံးပေါင်းကြီး၃ညဆိုပြီးတော့မှနော်၄ကတ်မြောက်ဖြစ်ထားတယ်။အဲ့လိုဖြစ်ထားတော့သူကမလုပ်လဲဆိုတော့ဒီဆောင်းသွုံလုံးပေါင်းကြီး၅ရဲ့ပေါ်ပေါ်နောက်နှစ်မှာဆောင်းသွုံလုံးပေါင်းကြီး၃ညလို့သူကထည့်တယ်နော်။အဲ့လိုတည်လိုက်တာလည်းသူကနောက်နှစ်မှာလို့သူကဒီနောက်ပိတ်သုံးလုံးနော်။နောက်ပြီးတော့လုံးကို၃ညလို့စထောင်လိုက်တယ်နော်ဒီဒီအတူပေါ်မှာမထောင်ဘူးပေါ့နော် သူ့ဘောမှာသူကဒီမှာလုံးဝမထောင်ခဲ့ဘူးနော်ဒီနေရာမှာသူကဒီနောက်ပြီးသုံးလုံး30လို့စထောင်တာနော်အဲ့လိုစထောင်တာနဲ့သူကသူ့ရဲ့ဇောင်းမှာသူကအခွာလိုက်နေရနော်ဒီမှာ6အခွာလိုက်နေဒီမှာလည်းသူကဒီတိုင်းပဲဒီငါဒီဇောင်းလုံးမငါရဲ့ပါဝါကိုဇောင်းလုံးမတုံညာကိုထည့်တာနဲ့သူကနောက်နှစ်မှာအဲ့တုံညာကိုနောက်ထောင်သုံးလုံးတုံညာလို့သူကစထောင်တာနဲ့နော်သူ့ဘောမှာမထောင်နော် ဲ့လိုထောင်လိုက်တာနဲ့သူ့ထောင်မှာသူကအခွဒဲခွလိုက်နေတာနော်ခုနက6ခွပြီးတော့ခွန်ခွနော်ဒီမှာလည်းကျွန်တော်ဒီဆောင်းသုံးလုံးပေါင်းငါးငါးရဲ့ပေါပေါ၃ညဆောင်းသုံးလုံး၃ညအဲ့၃ညဒီနောက်နှစ်မှာသူနောက်ထောင်သုံးလုံး၃ညလို့သူဒီညာစထောင်တာအဲ့လိုစထောင်တာနဲ့သူ့ထောင်မှာသူကအခွလိုက်နေပထမကက်မှာ6ခွဒုတိယကက်မှာခွန်ခွတတိယကက်မှာ9ခွနော်ဒီမှာလည်းကျွန်တော်ဆောင်းသုံးလုံးပေါင်းငါးငါးရဲ့ပေါပေါဒီမှာ၃ညလို့ဖြစ်တယ်နော် အဲ့တုံညာစီနောက်နှစ်မှာသူနောက်ထပ်သုံးလုံးတုံညာစီဒီညံမှာစထောင်အဲ့လိုစထောင်ရင်သူ့ဆောင်မှာကျွန်တော်တို့ကအခွားလိုလိုက်မလားနော်ဒဲအခွားလိုလိုက်မလားကျွန်တော်တို့ဒီမှာသုံးခွားဖမ်းပေးထားတာနော်ဘယ်လိုဖမ်းပေးထားလဲဆိုတော့ကျွန်တော် ီဆောင်သလုံးမောင်းကြီးငါငါရဲ့ပါပါဆောင်သလုံးမောင်းကြီးတုံညာအဲ့တုံညာဒီနောက်နှစ်မှာနောက်ဆုံးသလုံးတုံညာလို့စထောင်လိုက်တာနဲ့သူ့ဆောင်မှာဒဲခွာလိုက်တယ်အဲ့ချိန်မှာသူကဆောင်သလုံးဒီမှာလဲကျွန်တော်တို့ကငါးတုံညာဆက်နစ်ပေါ့နော်ငါလို့ဆောင်ပြီးမှတုံညာလိုက်ဖြစ်တာဒီမှာတုံညာလို့စဖြစ်တာနဲ့သူကဒီသုံးလုံးကိုထည့်သုံးလုံးကိုငါလို့ထည့်တာနော်ငါလို့ထည့်ပြီးတော့မှ6ထိပ်ရ6ထိပ်ရရင်သူက6ပိတ်နဲ့ဒဲခွာနော်အဲ့လိုယူဖို့အတွက်ကျွန်တော်တို့ကဒီမှာက ဒီထည်သလုံးစီသူကစီနီယာနဲ့ထောင်မှယူရဲမှာနော်ထည်သလုံးစီ9လို့ထောင်မှဒီသလုံးက9လို့ပုံစံယူရဲမှာနော်ဒီမှာကျွန်တော်တို့ကဒီနောက်ထောင်သလုံး3ညလို့ဒီမှာစဖြစ်တာနဲ့နော်ဒီထောင်သလုံးပေါင်းချင်းဒီ9လို့စောင်းတာနော်သူကလူစောင်းတာလည်း9လို့စောင်းတာလည်းသူကနောက်ဆုံးစောင်းတာပဲပဲနော်သူကမမဖြစ်တာမတွေ့တော့ဘူးဒီမှာလည်းအဲ့လိုစောင်းတာဒီ9ပုံစံယူဖို့အတွက်ဒီထည်သလုံးစီကျွန်တော်တို့ကစီနီယာ9လို့ထောက်ခဲမှာကျွန်တော်တို့ကယူရဲမှာ ဒီမှာကျွန်တော်တို့ကဒီပေါ့ဗျာသောင်းသုံးလုံးက9ရက်ပေါ့ပေါ့နောက်နှစ်မှာသောင်းသုံးလုံးပေါင်း3ညအဲ့3ညစီနောက်နှစ်မှာနောက်ထောင်သုံးလုံး3ညလို့စထောင်လာနဲ့နော်သူဆောင်မှာသူကဒဲအခွက်လိုက်နေတာအဲ့အချိန်မှာသူကဒီသောင်းသုံးပေါင်း3ညရဲ့ပါဝါကိုဒီမှာသောင်းသုံးလုံးပေါင်းကြီးထိသုံးလုံးဆောင်ပေါင်းကြီးစီ9လို့သူကထည့်နေနော်အဲ့လိုထည့်ဖို့အတွက်ဒီထိသုံးလုံးစီစီနီယာနဲ့9လို့ထောင်ခဲ့မှာကျွန်တော်တို့က9လို့ယူပြီးတော့မှ6ခွဆိုပြီးတော့မှသူက7ခွလိုင်းပေါ့ဗျာနော် ဒီကက်မှာလေဒီဂျောင်းသလုံးမောင်ကြီးက9ရက်ပေါ်ပေါ်3ညအဲ့ဂျောင်းသလုံး3ညဒီနောက်နေ့မှာနောက်ထောင်သလုံး3ညလို့စထောင်ခဲ့ရင်သူ့ဆောင်မှာဒဲအခွာလိုက်တာနော်အဲ့ချိန်မှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကဂျောင်းသလုံး9ဖြစ်တဲ့ချိန်မှာဂျောင်းသလုံး3ညလိုက်ဖြစ်တယ်လို့ပဲအဲ့3ညဒီနောက်ထောင်သလုံး3ညလို့ထောင်တဲ့ချိန်မှာဒီထစ်စီဂျောင်းသလုံးဒီသူက9လို့လိုက်ဖြစ်တာနော်အဲ့မှာကျွန်တော်က9လို့ဖြစ်မယ်ဆိုရင်လေးလေးခွန်ခွန်ထိတ်ခွန်ထိတ်ကိုကျွန်တော်တို့ကဒဲအခွာဆိုရင်ခွန်ခွနော်ဒီမှာ तू อ่ะ ငါးလို့တည်ပြီးတုံညာလိုက်ဖြစ်တာဒီမှာတုံညာလို့စဖြစ်တာ ਨੇ သူကငါးလို့လိုက်ထောင်တယ်နော်အဲ့လိုငါးလို့ထောင်တယ် ਨੇ သူကအဲ့မသူကနောက်ဆုံးမပြနော်ဒီမှာငါးလို့ထောင်တာနောက်ဆုံးမယ်သူ့အောက်ဒီမှာသူကမရှိတော့ဘူးဗောနော်သူ့အောက်ဒီမှာသူမရှိတော့ကျွန်တော်တို့စစ်တော့စစ်ကြည့်တယ်မရှိတော့ဘူးအဲ့ဒီမှာကျွန်တော်တို့ကဒီဆောင်သုံးလုံးဒီနောက်ထောင်သုံးလုံးတုံညာလို့ထောင်တာ ਨੇ ဒီထိပ်ကြီးဆောင်သုံးလုံးကိုကျွန်တော်တို့ကငါးလို့ယူမှာအဲ့မှာခွန်ထိပ်ခွန်ထိပ်ရရင်ကျွန်တော်တို့ကခွန်ခွတ် အဲ့လိုငားလို့ယူယူဖို့အတွက်ကျွန်တော်တို့ကဒီထိပ်ကြီးဆောင်သုံးလုံးစီကျွန်တော်တို့ကခုနကငားလို့ထောင်းတယ်အခုက6လို့ထောင်းမှာကျွန်တော်ယူရဲမှာနော်ဒီတော့ဒီထိပ်ကြီးသုံးလုံးကိုငားလို့ယူဖို့အတွက်ဒီထိပ်ကြီးသုံးလုံးစီငားပြီးတော့6လို့ထောင်းခဲ့မှာကျွန်တော်ကဒီသုံးလုံးယူရဲမှာနော်ဒီသုံးလုံးငားယူဖို့အတွက်လည်းသူ့ပေါ်မှာသူ့ရဲ့ဒီဇောင်းလေးမှာသူကနောက်ပိတ်သုံးလုံးစီ၃ညလို့ထောင်းရမှာနော်ဒါက၃ည၅စနစ်ဒီမှာ၅ဖြစ်ပြီး၃ညလိုက်ဖြစ်သူလို့ဒီမှာ၃ညဆက်ဖြစ်တာနဲ့ဒီမှာ၅လိုက်ဖြစ်တယ်နော် ဒါကြိုက်တော့သုံးပါနော်ဒါကျွန်တော်စနစ်ကောင်းတာဒီပြပေးတာဒါကိုနေဥမာ3ခွာကိုကြိုက်နေတဲ့လူရှိရင်အဲအဲ့လိုမျိုးပေါ့နော်ဒီစနစ်လေးကအားဖြည့်ပြီးတဲ့ပုံစံမျိုးပေါ့ဒီမှာလည်းကျွန်တော်ဂျောင်းစလုံးက9ရဲ့ပါဝါ3ညအဲ့3ညဒီနောက်နေ့မှာနောက်ထပ်3လုံး3ညလို့ဒီညမှာစထောင်းတယ်နော်ဒီညမှာ3ညလို့စထောင်းတယ်အဲ့လိုစထောင်းရင်သူကဒီထေသီတောင်း3လုံးဒီ9အဲ့9လို့ယူဖို့အတွက်ကျွန်တော်တို့ကဒီထေတောင်း3လုံးဒီ เนาะဒီမှာဒီထိတ်ဆောင်သုံးလုံးကို၅လို့ယူဖို့အတွက်ဒီထိတ်စီးတောင်သုံးလုံးဒီကျွန်တော်တို့ကခုနကကျွန်တော်တို့က၅၅ပြီးတော့6 6ပြီးတော့ကျွန်တော်ကခွန်လို့ထောင်ခဲ့မှဒီသုံးလုံးကို၅လို့ယူရဲမှာเนาะအဲဒီမှာကျွန်တော်6ထိတ်ရ6ထိတ်ရရင်6ခွဒါတော့ဆက်ကွယ်လိုင်းပေါ့ဗျာနော်ပတ်စံနိုင်တော့ဆက်ကွယ်ထိုးပေါ့ဒါမပြီးနိုင်ဘူးပြောလို့တော့မရဘူးဗျာနော် ူကဒီကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာတော့သူဒီလိုမျိုးဆက်လုပ်ခဲ့တယ်ဆိုရင်ဒီနောက်ပိုင်းမှာလည်းသူလုံနိုင်ခြင်းရှိတယ်နော်ကျွန်တော်တို့ကကလင်နာကိုကြည့်နေတာတတိထားနေတာဥမာကျွန်တော်တို့ကဒီမှာတကက်နော်ဒီ2005မှာတကက်2010မှာတကက်အဲ့လိုယူပြီးမှကျွန်တော်တို့ဒီနားမှာတကက်ဖြစ်ပြီးယူရဲဆိုရင်ကျွန်တော်ကြောက်ရတယ်ဘာလို့ဆိုဒီကိုဗစ်ဖြစ်ပြီးနောက်ပိုင်းဆိုဒီပွဲစဉ်တွေကတိတ်မငြိမ်တော့တော့အခုကသူကကိုဗစ်ဖြစ်ပြီးနောက်ပိုင်းလဲသူကလုံးဝတီးကြကြဆော့နေတာဖြစ်တဲ့အတွက်ဒီစနစ်လေးကိုတင်ပေးတာနော် ဟုတ်ပြီကျွန်တော်တို့ဒီမှာဒီသံသရမောင်ကြီးငါငါရဲ့ဘောသံသရမောင်တုံညာအဲ့တုံညာဒီနောက်နေ့မှာတုံညာလို့စထောင်တာဒီနေရာမှာစထောင်တာအဲ့လိုစထောင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီသုံးလုံးကိုကျွန်တော်တို့ကငါလို့ပုံသေးယူရင်သုံးထိပ်ရတယ်အဲ့မှာတဲခွမယ်ဆိုရင်သုံးခွနော်တို့ကဒီစနစ်ကိုလိုရာဆွဲတွေးတာမဟုတ်ပြန်နော်ကျွန်တော်တို့ကဒီစနစ်တစ်ခုဆိုရင်သူဘာဖြစ်နေတုံးဖြစ်နိုင်တဲ့အတိုင်းအတာတွေကိုလိုက်ကြည့်တာနော်အခုကျွန်တော် OR OD ဒီဘွဲမှာ OR OD ဆို လုံးဝပြစ်ချက်တစ်ခုမှမရှိဘူးနှစ်ခွဆိုတော့မရှိဘူးဗောနော်ဖြစ်နိုင်တာတစ်ပေါက်သေးပဲအဲဖြစ်နိုင်ရင်ဖြစ်နိုင်ရင် तू ကအဲ तू ကပြီးရင်တခါအပြီးနှစ်ခွကြီးစဉ်းစားကြရမလို့မပြီးရင်လည်းရှင်းပြီးရင်လည်းတကောသေးပဲ तू ကအဲ့လိုမျိုးအထောက်တရာလည်းလုံးဝတိကျရဗောနော်အဲကျွန်တော်ဒီလိုဘွဲတပွဲသာစောင့်ပြီးဆိုတော့3000နဲ့ရောင်းတာနော်ဒါပေမဲ့မတက်နိုင်တဲ့လူတွေအတွက်မခေါ်ပါဘူးเนาะတက်နိုင်တဲ့တကယ်လက်ကြီးသမားတွေမှာကျွန်တော်တို့က ခေါ်တာကျွန်တော်လည်းစောင့်လာဒီကြာခဲ့ပြီပေါ့နော်အဲ့မှာကျွန်တော်ဒီဒေါင်းသလုံးပေါင်းထေထောင်ထေထောင်သလုံးပေါင်းကြီး၅ယူဖို့အတွက်ဒီသုံးဒီထေထောင်သလုံးကြီး96ခွန်ပြီးတော့၈လို့ထောင်ခဲ့မှဒီသုံးလုံး၅လို့ယူပြီး၃ထိတ်ကိုယူရဲမှနော်ဒါစနစ်ကဒါကင်တဲ့နေဆိုတဲ့စနစ်ပေါ့အဲ့ဆိုကျွန်တော်ကတူတူတိုင်းပဲဆိုရင်တဲခွမယ်ဆိုရင်၃ခွနော် စနေလေးကဆိုးလို့မဆိုးပြလေးကက်မှာနော်တအားကြီးဟိုလိုမျိုးရှုပ်ထွေးရမလို့ဒီလိုစနစ်တွေခဏခဏပြီးတာကြုတ်ဘူးတယ်နော်ခါကျွန်တော်တို့ကအော်စီးထုတ်လဲဆိုရင်လုံးဝအဲ့လိုမျိုးစနစ်ကိုဗတ်ပေါင်းဆောင်ကကိုက်နေမှာအဲ့လိုမျိုးထုတ်တာနော်ဒီခါကျရင်ဒီလိုစနစ်တွေကအဲမဆိုးတော့မဆိုးဘူးဒါပေမဲ့ပေးတတ်တယ်ဒီကောင်လေးနော်နော်ကျွန်တော်ပထမနောက်တစ်ခေါက်ရှင်းပြမယ်99မှာကျွန်တော်ဒေါင်းသလုံးငါ 98မှာသောင်းသလုံး3ည9ရဲ့ပါဝါကို3ညလို့လိုက်တယ်အဲ့3ညဒီနောက်နှစ်မှာနောက်ထောင်သုံးလုံး3ညလို့စထောင်လိုက်တာစထောင်တာနော်3ညလို့ဒီနေရာမှာမှစထောင်တာအဲ့လိုစထောင်တယ်သူ့ဆောင်မှာသူကဒဲခွာလိုက်တာနော်အဲ့ဒီမှာသူကဒီသောင်းသလုံး3ညဖြစ်ရင်ဒီသောင်းသလုံးဒီသူ့ရဲ့ပါဝါ9နော်ဒီမှာ9 3ညတွဲသလိုပဲဒီမှာ3ည9ကိုပြန်တွဲတာနော်အဲ့လိုတွဲဖို့အတွက်သူကဒီသောင်းထိထိသုံးလုံးဒီထိထောင်သုံးလုံးဒီ9လို့ထောင်ခဲ့မှာ ကျွန်တော်ဒီသုံးလုံးကို၃ညရဲ့ပါဝါ၅လူယူပြီးတော့၆ထိနဲ့၆ခွာဆိုပြီးတော့စက်ကွယ်လိုက်နော်တက်နိုင်တော့ဆွဲပလိုက်ပေါ့ဒီမှာလည်းကျွန်တော်ဆောင်းသုံးလုံး၅၅ရဲ့ပါဝါဆောင်းသုံးလုံး၃ညအဲ့၃ညဒီနောက်ညမှာနောက်ထောင်သုံးလုံး၃ညဒီဒီနေရာမှာစထောင်တာအဲ့လိုစထောင်တာနဲ့ဒီထိဆောင်သုံးလုံးဒီ၅လို့ပုံသေးထက်တာ၅၅၃ညကို၃ည၅လို့ပြန်ထည့်တာအဲ့လိုထည့်ချိန်မှာအဲ့လိုထည့်ဖို့အတွက်ဒီထိထောင်သုံးလုံးဒီဒီက၅ပြီးတော့၆လို့ထောင်ခဲ့မှဒီကောင်ရဲရဲယူရဲတာအဲ့လိုမှခွန်ခွတဲခွမယ်ဆိုရင်ခွန်ခွ ဒါမှမဟုတ်ထေးစီတစ်လုံးနဲ့ပေးမှလားစဉ်းစားပါဦးကြည့်နော်သောင်းသလုံးက9ရက်ပေါ်ပေါ်3ညအဲ့3ညဒီနောက်နေ့မှာနောက်ထပ်3ညဒီဒီညမှာစထောင်တာအဲ့လိုစထောင်တာနဲ့သူကဒီထေးဆောင်သုံးလုံးကို9လို့ပုံစံရိုက်တာ9 3ညကို3ည9ပြန်ရိုက်တာအဲ့လိုရိုက်အချိန်မှာအဲ့လိုရိုက်ဖို့အတွက်ဒီထေးဆောင်သုံးလုံးဒီ9 6ပြီးတော့9လို့ထောင်မှရိုက်ရဲမှာနော်အဲ့ဒါကျွန်တော်တို့က9ခွဒီမှာလည်းသောင်းသလုံးက9ရက်ပေါ်ပေါ်သောင်းသလုံး3ညအဲ့3ညဒီနောက်နေ့မှာနောက်ထပ်သောင်းသလုံး3ညဒီဒီနေရာမှာစထောင်လာအဲ့မို့ဒီသောင်းမှာတဲခွာဆက်လိုက်မလား အဲ့ဒီမှာကျွန်တော်ကငါးတုံညာဖြစ်လို့ပဲတုံညာဖြစ်တာနဲ့ဒီသုံးလုံးကိုငါးမယ်ထိတ်သုံးလုံးကိုငါးမယ်ဆိုရင် သုံးထိတ်နော်အဲသုံးထိတ်ဆိုဒဲခွားမယ်ဆိုရင်သုံးသုံးခွားအဲကြိုက်စနစ်ကိုကြိုက်လို့ရှိရင်စီးစီးဆွဲပလိုက်နော်အဲ့လိုငါးလို့ယူဖို့ဒီသုံးလုံးကိုလည်းထိတ်အောင်သုံးလုံးလည်းသူက9 6ခွန်8ဆိုပြီးတော့မှစီနီယာနဲ့ထောက်ပြီးလို့ဒီသုံးထိတ်ကဒါသုံးသင်းနဲ့ထဲမှာပါသွားတာနော်ဒီမျိုးကြီးအားနှစ်တစ်သုံးညာကို8အဲ့လိုမျိုးကြီးဟိုအထောက်မပါဘာမှမပါနဲ့6ယူတာလေမပေးနိုင်လို့ပြောတာမှမသုံးရဘူးကျွန်တော်တို့ကနော် အဲဥမာဒီလိုမျိုးပေါ့ဗျာဒီလိုမျိုးတွေသူတို့အဲ့လိုမျိုးပေါ့ခွန်ရှေ9 3ညအဲ့လိုမျိုးတွေအထောက်မပါပါပါနဲ့စွတ်ယူနေတာတွေပေါ့နော်အထောက်ကဆက်ထောက်ထားလားမထောက်ထားလားလည်းမသိအဲ့လိုမျိုးတွေကျွန်တော်ကမသုံးရဘူးပေါ့နော်ဒီမှာကျတော့သူကထိသုံးကတ်မှာလဲထိထောင်သုံးလုံးနောက်နောက်ထောင်သုံးလုံး3ညဒီမှာစဖြစ်တယ်နော်ဒီထောင်သုံးလုံးကလဲ9ဖြစ်တယ်9ဖြစ်တဲ့အချိန်မှာထိထောင်သုံးလုံးကိုလဲသူကစီနီယာနဲ့9 6 9 8ဆိုပြီးထောင်ပေးတယ်နော် အဲ့ဒီချိန်မှာကျွန်တော်တစ်ချက်ဆိုးလာတယ်ဗျဆိုးလာတယ်ဆိုတော့အဲ့ဒီစီနီယာထောက်တာတွေကိုကျွန်တော်တစ်ချက်အမှနောက်ပိတ်မှာသွားပြီးတော့မှဟိုမှာသုံးကက်မှာတော့တော့ဦးနောက်ထောက်သုံးလုံးသုံးညပါပါဘောဆောင်းသုံးထေးဆောင်းသုံးလုံးငားမယ်ဆိုရင်6ထိ6ထိဆိုရင်သူက6ခွနေတဲ့သုံးကက်မှာနော်ဒါပေမဲ့နောက်တစ်မျိုးစဉ်းစားကြည့်တာကဒီပရိတ်နဲ့နောက်ပိတ်နဲ့ဒီ6ဖြစ်နေတယ်နော်ဒီမှာနောက်ထောက်သုံးလုံးသုံးညဆက်ဖြစ်တဲ့ထေးဆောင်းသုံးလုံးကိုသူကငားလို့ငားလို့ပုံစံလိုက်တာပဲ ငါးတုံညာကိုတုံညာငါးလို့ပြန်ထည့်တာပဲเนาะသုံးလုံးပေါင်းခြင်းပဲเนาะနှလုံးပေါင်းခြင်းနေလေးလုံးပေါင်းခြင်းနေမဟုတ်เนาะတီးတန့်เนาะသုံးလုံးပေါင်းခြင်းတီးတန့်ဒီမှာသုံးလုံးပေါင်းခြင်းငါးသုံးလုံးပေါင်းခြင်းတုံညာဒီမှာသုံးလုံးပေါင်းခြင်းတုံညာဆက်ဖြစ်တယ်သုံးလုံးပေါင်းခြင်းငါးထည့်တယ်เนาะအဲ့မှာထည့်အောင်သုံးလုံးငါးပြီးတော့6လို့ထောင်ပေးတယ်အဲ့မှာခွန်ထည့်ရပြီးခွန်ခွာတယ်ဒါပေမဲ့သူကနောက်တစ်ချက်ဖြစ်နိုင်ကြီးစဉ်းစားတာက site တစ်ခုမှာတော့เนาะကျွန်တော်တို့လူရတခုလည်းပဲဆွတ်တွေ့လို့မရဘူးဖြစ်နိုင်ကြီးလည်းလိုက်ပြီးတော့မှကြည့်ရသေးတယ်ဒီပရိတ်နဲ့နောက်ပိတ်စီ6ပြီးတော့9လို့ထည့်နေတယ် နော်ဒါဆိုဒီမှာစီနီယာထောက်ထားလို့ကျွန်တော်ကတစ်ချက်ပြန်တွေးကြည့်တာနော်ဒီမှာဇောင်းသလုံးကဇောင်းသလုံး၃ညအဲ့၃ညနောက်ထောင်၃လုံးနောက်နှစ်မှာ၃ညလို့စထောင်တော့ထိတ်ဆောင်၃လုံးကို၅လို့ထည့်အဲ့ထည့်ဖို့တည်းထိတ်ထောင်၃လုံးကို၅6ခွန်လို့ထည့်ထောင်ထားပေးရနော်အဲ့မို့၅ကိုယူရပြီ၉ထိတ်ကတော့ယူရဲသွားပြီဗျာဘယ်လိုပဲဖြစ်ဖြစ်သူအဲ့မှာ၃ကတ်မှာတော့၉ခွာတာ၉ထိတ်ရရင်၉ခွာတာဒါပေမဲ့ဒီမှာတစ်ချက်ပြန်စဉ်းစားကြည့်ရဗရင်းနဲ့နောက်ပိတ်ဒီ၆၅ပြီးတော့၄လို့ထည့်နေတယ်နော် ဒီမှာကျွန်တော်တို့အထောင်သလုံး၅အထောင်သလုံး၃ညအဲ့၃ညဒီနောက်နေ့မှာနောက်ထောင်သလုံး၃ညလို့ဒီနေရာမှာစထောင်တယ်စထောင်တာနဲ့ထေချောင်းသလုံးကို၅လို့ထောင်မှာ၅လို့စောင်းမှာစောင်းမှာဆို၃ထည့်ရမှာအ၃ထည့်ရမှာဆိုရင်ခြေ၃ကတ်ထိုင်ဆို၃ခွာပဲအဲ့ဒီမှာအဲ့လို၃ထည့်ယူရဖို့ယူဖို့အတွက်သူကဒီထည့်၃လုံးဒီ၅၆ခု၈လို့သူကစီနီယာဆက်ထောက်ပေးလို့ဒီမှာ၃ထည့်ကိုဒါ၃သိန်းတဲ့ထဲမှာပါသွားတာအဲ့မှာခြေ၃ကတ်တိုင်းမဲ့ဆိုရင်၃ထည့်ရရင်၃ခွာနော်ဒီမှာကျွန်တော်တို့က၆ထည့်ရရင်၆ခွာခွန်ထည့်ရရင်ခွန်ခွာ ရှစ်ထည်ကိုးထည်ရရင်ကိုးခွသုံးထည်ရရင်သုံးခွမယ်ဆိုရင်နော်ဒါကျွန်တော်က၄ break ဖန်ထားတာဖြစ်တဲ့အတွက်အဲ3ရှစ်3ပေါ့ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့သူကလှည့်၄ကက်မှလှည့်စားမယ်ဆိုရင်တော့ break နဲ့နောက်ပိတ်နဲ့ဒီ6 break နဲ့နောက်ပိတ်နဲ့ဒီ5 break နဲ့နောက်ပိတ်နဲ့ဒီ4 break နဲ့နောက်ပိတ်နဲ့ဒီ3မယ်ဆိုရင် break 1ရှိတဲ့အတွက်ကျွန်တော်က2နောက်ပိတ်ဖြစ်သွားမှာနော်ဒီ3နှစ်အခွဖြစ်သွားမှာအဲ့လိုမျိုးလှည့်စားမလားနော်ဒါဖြစ်နိုင်ခြေတစ်ခုပေါ့ အချိန်မှာကျွန်တော်ရဲ့မထီမဖြစ်ကီးကအဲခွန်ရှိကိုတုံညတက်ပေါ့နော်ဒီငါးလုံးမထီတော့ချင်းကျွန်တော်ကအောက်ကလည်းကစားလည်းမကစားဘူးနော်ခွန်ရှိကိုတုံညတက်အဲဒီငါးလုံးကဒါ main key ပဲနော် main key ပဲကျွန်တော်အပတ်စဉ် main key 3မျိုးကစားတယ်နော်အဲ3 4 5 6 9 3 4 5 6 9 4 9 3 6 နော်ဒါ main key က1 main key 2 main key 3နော်ဒါ main key ဒီ3မျိုး3မျိုးသလုံးထိတဲ့ကဏ္ဍဥမှာကျွန်တော်က all the ဖြစ်စဉ်းစားတာဒီ3မျိုးတွေကတမျိုးလွတ်တယ်ဆိုရင် all the မထုတ်ဘူးနော်အမှန်ပါလို့အပတ်စင်တာစနစ်ကအရန်ရှိတယ်ဒီ၅လုံးကြီးတွေကနော်သူကလုံးရည်တော့များတယ်ဒါပေမဲ့ခိုင်မာမှုရှိတယ်ပေါ့ဗျာနော်အဲ့မှာကျွန်တော်ကဗရိတ်လေးဖန်ထားတာဖြစ်တဲ့အတွက်ကျွန်တော်က3 8 3ရွေးပြလိုက်တာနော်အဲ့မှာကျွန်တော်က9 8 9 3 9 1နဲ့ဒါ3 3လုံးကတော့8ပေါင်း6ရှိလို့ထည့်ပေးထားတာနော် တထွိုင်းထွင်းအကုန်ပြတ်မှာမဟုတ်လို့နော်အဲအဲ့မှာကျွန်တော်ကတကယ်လို့သုံးမခွပဲနဲ့အဲဗတိနဲ့နောက်ပိနဲ့ချောင်းကားလေးသုံးထည့်သွားမယ်ဆိုရင်နော်ကျွန်တော်ကဒီမှာခွန်ရှိကိုတုံညာတေခါသုံးခါထည့်ပြီးတော့မှာဒီ၅ကွက်ဒါရန်ကျင်နဲ့ရန်နိုင်နဲ့ရန်ပေါ့မရန်နိုင်နဲ့တကွက်ကောင်းကျတဲ့လူကတော့ဒါပဲကစ်ပေါ့ဗျာနော်ဒါကျွန်တော်ကကွန်မြူနတီတင်ပြီးတယ်ဆိုတော့တချို့ကကျတော့ကွန်မြူကွန်မြူနတီတင်ပြီး တင်ပြီးတော့သူကဟိုထိုးကျင်တာအဲ့လိုမျိုးပေါက်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 ပေါ့နော်စနစ်တွေ့ရင်တွေ့ရသလိုတင်ပြီးအဲ့လိုမျိုးကျွန်တော်ကမမ်ဘာကတ်ထုတ်တယ်ဆိုလဲအထူးတော့တကွက်နော်အဲပါရောဒူရောအဲအဲ့လိုမျိုးလေးရှိတယ်အဲ့လိုမျိုးလေးဆိုရင်သူကသူတကွက်တဲ့ထိုးတဲ့တူကတကွက်တဲ့ထိုးအကွက်များထိုးတဲ့တူကထိုးဒီကနန်းဒီကတ်ကိုထုတ်ပြီးတယ်ဆိုတော့အဲ့ကတ်ထဲမှာပါတော့ထိုးရမယ်လို့ပြောတာမဟုတ်ဘူးနော်